စစ်ကောင်စီဟာသူကိုယ်တိုင်ကြီးညာခဲ့တဲ့အပြစ်ခတ်ရဲစင်းမှုကိုရှုဖောက်နေပြီးအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့စောင့်ကြည့်ကြဖို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HTCO ကတိုက်တွန်းထားပါတယ်။ကျောက်တော်မျိုးလေးချောင်းတိုက်ခိုက်ခံရမှုအပြီးမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်သတိပေးချက်ကိုအခုလိုထုတ်ပြန်ခဲ့တာလေးဖြစ်ပါတယ်။ လီချောင်းတက်ခိုက်မှုတွေဟာဧပြီလ2ရက်နေ့ကစတင်နေစစ်ကောင်စီရဲ့ကိုတိုင်ကြီးညာခဲ့တဲ့အပြည့်ခက်ရဲစေးမှုရပောင်း20ကိုချိုးဖောက်တဲ့အရေးကြီးတဲ့မှတ်တမ်းတစ်ခုလေးဖြစ်တယ်လို့ HTCO ကဆိုပါတယ်။ဒါကြောင့်အပြည့်ပြည့်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာရေးလုပ်ငန်းမှာပါဝင်သူတွေအနေနဲ့အခုလိုအခြေအနေတွေကိုနီးကပ်စွာစောင့်ကြည့်ကြဖို့ HTCO ကတိုက်တွန်းထားပါတယ်။ ဒါအပြင်မပေါက်ကွေးသေးတဲ့ PC တွေကိုဖိရှားရေးအတွက်အထောက်ကူပြုဖို့နဲ့ထိခိုက်ခံရတဲ့ဒေသခံတွေကို လူအပ်တဲ့ကာကွယ်မှုနဲ့အကူအညီတွေရှက်ရှင်းရရှိအောင်ဆောင်ရွက်ပေးကြဖို့လေ HTCO ကတိုက်တွန်းထားပါတယ်။